ဇော်ဖုံးဟိန်၃ဦးတုံရတဲ့အကြောင်းရင်းကတော့ဒဇင်ဦးအားတဲ့ပြန်ကြားရေးဇော်မေးလုံးထံမှာမေးခွင့်ရှိသူစကားစားမှပြင်ပလော်ဘီများထံရဝါရဖြန့်များကိုဒဇင်ဦးကနေတဆင့်ပြီးတော့မှဖြန့်ဝေတာတဲ့နော်ဒဇင်ဦးကဆီယာမာကြီးနော်ဘောမထဲမှာဆီယာမာကြီးအဲသူ့ပေစင်းထဲမှာလည်းဆီယာမီယာတင်ပေးထားရမယ်နားထောင်စရာမလိုဘူးလေအကုန်တင်ပါတယ်မကြည့်ချင်တဲ့သူကြော်သွားကြပါဟုတ်တယ်တိတ်မှန်လည်းဟုတ်တယ်အဲ့တော့နော်ပြီးတော့အခုဒီပဲရင်း ဒီဘဲရင်စာတင်ချောင်းကိုဘုံကျဲရန်လက်ထောက်ချတည်င်းပေးတယ်လံမှာတည်င်းဦးဖြစ်တယ်တဲ့။နောက်ကျော်စိုးဦးပြည်ပမီဒီယာဆိုတော့လဲတဲ့တည်င်းဦးလောက်စကားစထံမှာဝင်ဆက်မှုမရှိဘူးပေါ့နော်။ဟိုယုံကြည်မှုယုံကြည်မှုလည်းမခံရဘူး။နောက်ပြီးတော့နှစ်ကြိမ်အဖမ်းခံရခံထားရတယ်ပေါ့နော်ကျော်စိုးဦးက။နောက်ပြီးတော့စကားစရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက်ကိုတည်င်းဦးကိုသူတို့ချင်းကက်တာဖြစ်တယ်။နောက်နောက်ပြီးတော့တခါဇော်ဘုံဟင်းလက်ဒီလိုပဲမမိုးခံကနေပြီးတော့မှသူ့ကိုတရားစွဲထားတယ်ပေါ့နော်။ဘာလို့ဆိုတော့အဲ့သူတို့အဖအကိုဆဲလို့ သူတို့ဘာယူဆဲလို့ကျင်းလို့ဆိုပြီးတော့မှမမိုးခံရနေပြီးတော့မှဇဘုံဟင်းကိုတရားဆွဲတယ်။တရားဆွဲတဲ့အခါကျတော့ဇဘုံဟင်းကနေပြီးတော့မှအဲဟိုဒဇင်ဦးကနော်ဟိုဒဇင်ဦးကဆရာမကြီးပေါ့နော်အဲနောက်ဆုံးဘာဖြစ်လို့ဆိုတော့သူတို့သူတို့ဟိုဗာလဲဒီစကားစတွေရဲ့ဟိုနေပေါ့နော်ဒီ meeting တွေမှာဆိုလို့ရှိရင်လည်းဟိုဒဇင်ဦးကတိတယ်မလားဟိုမေးမြန်းခွင့်မေးမြန်းခွင့်တဲ့မေးမှန်းခွင့်တော့သူကတောင်းဝင်ရထားတာဆိုတော့အဲသူကပေါက်ရောက်တယ်ပေါ့ဝဲပြောရမယ်ဆိုလို့ရှင်အဲ့တော့ဒီစစ်ကောင်စီထောက်တိုင်းနေเนาะမဘာသားတွေစံဖို့တွေ အဲအဲ့အရာတွေကနေပြီးတော့မှအဲ့အရာတွေနဲ့လည်းသူကအကျန်းကျွမ်းတဝင်ပို့ရှိတယ်နော်ဒီစစ်ကောင်စီနဲ့လည်းအကျွမ်းတဝင်ပို့ရှိတယ်အဲ့တော့ဇော်ဖုံးဟင်းကိုမိုးမိုးခိုင်ကနေပြီးတော့မှတရားစွဲမဲ့အခြေအနေမျိုးမှာဇော်ဖုံးဟင်းကနေပြီးတော့မှနော်ဒီတစင်ဦးကိုပြေးကတ်တဲ့သဘောပဲနော်ပြေးကတ်တဲ့ဘောပဲဘာလို့ဆိုတော့တစင်ဦးကဒီသူတို့ရဲ့ဒီစကားစအဝင်းအဝိုင်းကဒီဥပဒေအကြောင်းရဲ့အတရားလေးတွေကိုလည်းသူကနားလေနားလေမှုလေးရှိတယ်ပေါ့နော်အဲနားလေမှုရှိတဲ့ခါကျတော့သူက ဇဘုံရဲ့ကက်တင်ရှင်ကြီးပေါ့နော်ဇဘုံရဲ့လည်းဟိုယောက်ျားကြီးတံမဲနဲ့မိမသမိန်နာသွားပြေးခိုးရတာပေါ့နော်အဖြစ်ကအဖြစ်တရားအဲ့လိုမျိုးတို့တို့တို့ခင်ဗျာတကယ်ကြည့်လို့ရှိရင်တို့လည်းပြေးစရာမြေမရှိဘူးပြေးစရာမြေမရှိတဲ့ခဲမှာမှာမိုက်လုံးမိုက်လုံးကြီးတဲ့ကြီးမိုက်လုံးနဲ့နေကြတာမိုက်တွင်းနဲ့နေကြတာနော်အဲ့တော့တစင်ဦးကဆရာမကြီးပေါ့နော်အဲ့တော့တေစင်မှလည်းသူ့ကိုဆရာမကြီးနေရာပေးရအောင်နော်အဲ့တော့တစင်ဦးဟာဇဘုံကြီးကိုနော်ဇဘုံကြီးကိုသူကဝမ်းရံပေးတဲ့ ုံစံမျိုးပေါ့နောက်ပြီးမက်မက်ပုတုနဲ့ဆိုဖုံးရရလေဂျင်းနေတယ်ဂျင်းနေတယ်ဆိုပေမဲ့မက်ပုတုကမပေါက်ရဘူးเนาะဒီစစ်ကောင်စီအဝင်ဝိုင်းနေမှာမပေါက်ရဘူးဘာလို့ဆိုတော့ तू ကလေ तू ကလေဟိုတခါတခါထားကြည့်တယ်လေသူတို့ရဲ့သူတို့ဘက်ဘက်ကြီးကိုထားထားကြည့်တယ်ဆိုတဲ့ခါကျတော့ तू ကလည်းမပေါက်ရဘူးပေါ့အဲ့တော့ဇောဘုံရဟိုဘက်ပြေးရမလို့ဟိုဟိုဟိုလူကိုအပူညီကောင်းရမလို့ဒီမြို့အားကိုးရမလို့ねနောက်ဆုံးဒဇင်ဦးစီရောက်သွားတာအဲ့တော့ဖြစ်လေသူတို့၃ယောက်ကအဲတိတယ်မနာဒီတော်လန်ရဲ့ဟိုနေပေါ့เนาะဒီဟိုနေပေါ့ ပြောရမယ်ဆိုတော့ online ပေါ့နော်သူတို့ဒီ online ရေးမှာသူတို့ကလည်းပြန်ဦးနေဖြစ်တယ်ပေါ့တိတယ်မလားဟိုအရန်ကိုစူးစမ်းပန်းစားနေဒီပါဝင်ဆင်နွှဲနေတယ်ဆိုတဲ့ဟာအဖက်ပြန်စေတာအဖက်ပြန်စေတာသစဉ်ကဆရာမကြီးနော်အဲ့တော့ဇော်ပေါင်းရင်းကနေပြီးတော့မှမကြခင်ကသူကငင်းချန်ကပြူစောတီတီတာရုပ်မုံကိုလည်းသူကသွားတွေ့ထားပြီးပြီအဲ့တော့သူကနော်တီတာရုပ်မုံနဲ့လည်းသူကသွားတွေ့ထားပြီးပြီမမိုးခိုင်နဲ့ရင်ဆိုင်ရမယ့် အမှုနော်မမုတ်ခိုင်မမုတ်ခိုင်တိုင်ထားတဲ့အမှုကိုရင်ဆိုင်ဖို့အတွက်နော်တစင်းဦးတီတာယူမွန်မပူတုအဲ့၃ဦးဟာဇော်ဖုံးအိတ်အတွက်အလိုအပ်ဆုံး၃ယောက်ဖြစ်တယ်နော်ဇော်ဖုံးအိတ်ဇော်မုတ်ဇော်ဖုံးအိတ်ရဲ့အတက်ကယ်ဈေးတွေပေါ့နော်အဲအဲ့တော့စကားစနေမြေတွေအဲပြန်သိမ်းမယ်ထုတ်ပြန်ထားပြီးပြန်နော်တစင်းဦးကြော်စိုးဦးနော်အဲ့နေရာမှာသူကဘုံကျဲရန်ဘုံကျဲရန်နေရာဘုံဘုံကျဲရန်နေရာကိုချပေးဖို့ဒလန်လုတ်ဖို့နော်ဒီဘဲရင်အိုးထင်းရွာစာတင်ချောင်းကိုဒီတစင်းဦး ကနေပြီးတော့မှသတင်းပေးလိုက်တာသတင်းပေးလိုက်တာတဲ့အဲ့ဒီစာတင်เจ้าကနော် NUG ပညာရေးအကြောင်းဖြစ်တယ် NUG အပေါ်ကိုပြည်သူတွေနော်ဝေဖန်မှုမြင့်တက်လာအောင်နော်ဟိုထောက်ခံမှုရော့နယ်လာအောင်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်နဲ့လှုပ်ဆောင်တာဖြစ်တယ်နောက်ပြီးတော့မှသူတို့ကကြိုတင်ကြိုတင်ကြံစီထားတာလည်းဖြစ်တယ်နောက် PDF PPC byte တွေနဲ့လက်လုံမိုင်းတွေကိုနော်ဟို PDF တွေ PDF တွေအထင်လွဲစေရန်နော် PDF တွေကိုပြည်သူတွေကနေအထင်လွဲအောင် PDF တွေကိုထောက်ခံနေတဲ့သူတွေကို အချင်းလွဲအောင်ဆိုပြီးတို့ကလေ PDF PDF PPP ပါလေ PPC ပိုက်တွေပေါ့နော်ဒီဟာတွေလောက်ဆောင်နေတယ်ဆိုတာကိုတို့ပုံနဲ့တင်တယ်နော်တင်တယ်နောက်ပြီးတော့မှအဲ့ဒီပုံတွေကနေအဲ့ပုံတွေတင်တယ်နောက်ပြီးတော့အဲ့ဒီအိုးထင်းရွာဒီဒီဘက်ရင်အိုးထင်းရွာ ရဟယင်ပြစ်ချခံရမှုတွင်လေယင်မှုတွဲဖက်လေယင်မှုနှင့်လေတက်အင်ဂျင်နီယာဗိုလ်ကြီးအပါဝင် လိုက်ပါလာသူအားလုံးတေဆုံးဗမော်မြို့နယ်စကခါ20တုစစ်ကူလာပို့သည့်ရဟယင်နှစင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့ရာဒဇင်းမှပြစ်ချသွားပြီးနောက်လေယင်မှုအပါဝင် လိုက်ပါလာသူအားလုံးတေဆုံးကြောင်းစစ်ရေးတရင်ရင်းမြစ်ထံမှသိရသည် နေ့မေ20ရက်နေ့မိုးလွဲပိုင်းတနာ yı ကြော အချိန်ခန့်ကစကခ20တို့လာရောက်သည့်စစ်တုံးရဟတ်ရင်းနှင်းကို KIA ကပြစ်ချခဲ့ရတဲ့စင်းမှာ ရွှေကူမြို့နယ်အနီးပြစ်ချသွားပြီးအပြက်အစီးများကို KIA ကရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ဗမော့ကိုစစ်ကူအသေးတန်ပိုးနေရတဲ့ပြန်လိုက်လာဖို့ဆိုရင်ဒဏ်ရာရရင်မြကြီးနာအမှတ်ခုတင်300ရစစ်စေးုံပို့ဖို့ပဲရှိမယ်ဟုတက်တရင်ရင်းမြစ်က AOR တိုင်းကိုပြောသည်။ ပြကြသွားသည့်ယဟယင်ပေါ်တွင်လေရင်မှုဖြစ်သူဘိုမှုဆောင်မျိုးတန်တွဲဖက်လေရင်မှုဘိုကြီးကောင်းစံသိန်းလေတက်အင်ဂျင်နီယာဘိုကြီးစိုးပိုင်ကျော်ပါဝင် အခြားအဆင့်တက်သား၅ဥပဝင်ကြောင်းတက်တွင်တည်င်းရင်းမြစ်ကအတီးပြုပြောဆိုသည် ထိမှန်သွားသည့်အခြားရဟယင်တစ်စင်းမှလည်းဆက်လက်ပြန်တန်းနိုင်ခြင်းမရှိတော့ပဲမြကြီးနားနတ်ပေါင်လေးတက်သူအလင်းအမြန်ဆင်းတက်သွားရကြောင်းတရင်ရင်မြစ်ထံမှသိရသည့်မကြသေးခင်ကခတ်အပ်ထားသည့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြူဟာမူဘုံမူကြီးညီညီထုံးလည်းလေရင်ပြစ်ချခံမှုတွင်ပါဝင်ကြောင်းတရင်များထွက်ပေါ်နေတော့လဲအတီးပြုတ်နိုင်ခြင်းမရှိ၍ဆက်လက်စုံစမ်းလျက်ရှိသည် ခင်ဗိုလ်ကြီးစင်ရောကမူပြစ်ခတ်ခံလိုက်ရ၍အရေးပေါ်ဆင်းသက်သွားသည့်လေရင်တွင်ဖြူဟာမှုနှင့်အဖွဲလိုက်ပါသွားကြောင်းဆိုထားသည့်ပြကြတဲ့အထဲမှာတော့ဖြူဟာမှုနှင့်အဖွဲမပါဘူးအရေးပေါ်ဆင်းသက်လိုက်ရတဲ့အထဲမှာတော့ပါမပါမသိဘူးဟုခင်ဗိုလ်ကြီးစင်ရောကတုံ့တက်ပြောဆိုသည် ယဟယင်ပြစ်ချခံရမှုတွင်လေယင်မှုတွဲဖက်လေယင်မှုနှင့်လေတက်အင်ဂျင်နီယာဗိုလ်ကြီးအပါဝင် လိုက်ပါလာသူအလုံးတေဆုံးဗမော်မြို့နယ်စကခါ20တုစစ်ကူလာပိုတီယဟယင်နှစင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့ရာတစင်းမှပြစ်ချသွားပြီးနောက်လေယင်မှုအပါဝင်လိုက်ပါလာသူအလုံးတေဆုံးကြောင်းစစ်ရေးတရင်ရင်းမြစ်ထံမှသိရသည်ကြောင်းလည်းမဟုတ်ဘူးနော်အဲ့ဒီပုံတွေတင်ထားတဲ့အဲ့ဟာတွေကလည်းအဟောင်းတွေဖြစ်တယ်လက်ရှိဟာမဟုတ်ဘူးအဲ့ဒီ PPC bike တွေ bike တွေလုံးနေတဲ့နေရာကလည်းခုလက်တလောဘုံကျဲခံရတဲ့စာတင်ချောင်းလည်းမဟုတ်ဘူးเนาะတခြားနေရာကြီးနဲ့တခြားဥစ္စာကိုဒါတို့ကရှင်းပြရတဲ့ဒီဥစ္စာကိုတို့ကတို့ကအဖက်ဆက်တဲ့အနေနဲ့အဲဒီမိုင်းရိုးရဲ့ဒီဒီဘဲရင်းအိုးထင်းရွာကိုအတုံးချလိုက်တာเนาะတို့တို့တွေဒီဇော်ဘုံရင်းအပြစ်အပြစ်ချမခံရဘူးအရေးနဲ့တို့တွေเนาะဒီတို့ရဲ့ဒီဟိုစစ်စင်ရေးမှာတို့တွေဘယ်လောက်ပါဝင်လဲเนาะဒီအဘကြီးအဘကြီးဘက်ကဘယ်လောက်ရက်ပြီးပေးထားလဲဘယ်လောက်စူးစမ်းထားလဲဆိုတာတို့ကကလေးတွေကို ူတုံးလုပ်ပြီးတော့မှသူတို့ရဲ့ဟာကိုအဖက်ဆယ်သွားတာပြောရမယ်ဆိုလို့ရှိရင်เนาะအဲ့လိုမျိုးဘုံကျဲဘုံကျဲဖို့အတွက်ကိုတစင်ဦးကနေပဲဟိုကလောက်တာเนาะစီမံစီမံခန့်ခွဲတာเนาะအဲ့တော့ဆရာမကြီးเนาะအဲ့ကောင်မကြီးမေ့မထားကြနဲ့မေ့မထားကြနဲ့อืมဘယ်နာမှနေတယ်ဆိုတာဆာအကုံဆုံးစမ်းတွေ့ရနေရမှာတွေ့ရနေရမှာဒါပဲเนาะနောက်တော့ဘုံကျဲချပြီးတဲ့နောက်เนาะဆာအစကစသတင်းကြံကြားကြီးကငင်းကျဲမထုတ်ခင်မှာပဲတစင်ဦးကျော်စိုးဦးဇော်ဘုံရင်တို့အတုံးကနေပြီးတော့မှာ နော်ကြိုတင်ပြီးတော့မှတနေရာထဲမှာရှိနေတာအဲ့ဒါကြီးကတကယ်နော်သိချစင်းလာကြည့်ဘုံကျဲပြီတာမကြာသေးသူတို့၃ယောက်ကဒီဟာကြီးကိုတန်းပြီးတော့မှငင်းချက်တွေနော်ငင်းချက်တွေပေးနေတာငင်းချက်တွေပေးနေတာကြီးကရုပ်တိရုပ်ကမ်းမဲ့လုံးအကြည့်တယ်နော်အဲ့ဒါအဲ့ဒါဘာဖြစ်လဲဆိုတော့သူတို့ဒါကြိုတင်ကြံစီထားတယ်နော်ကြိုတင်ကြံစီထားတယ်လဝါရိုက်ထားကြတယ်ဆိုတာဒါကြီးကအချင်းသားမြင်နေရတယ်နော်အဲ့တော့ဒဇင်ဦးကဥဆောင်ပြီးတော့ပဲဒီဘဲရင်အိုးချင်းရွာစာတင်ကြောင်းဖြစ်စဉ်ရုပ်တိမရှိရုပ်တိမရှိကြောင်းလုံးကြံတာဖြစ်ကြောင်း စတင်ချိန်မဟုတ်ကြောင်းတည်င်းဖုံးရယ်စတင်ပြီးတော့မှเนาะတစင်ဦးရယ်ဇော်ဖုံးအေးရယ်เนาะဟိုကျော်စိုးဦးရယ်၃ယောက်ကနေပြီးတော့မှမဟုတ်လိန်လေပြီးတော့ပေါ့เนาะတည်င်းလွှင့်လိုက်တယ်အဲ့တော့နောက်ပြီးတော့မှဇော်ဖုံးအင်းကိုเนาะဘောမတစင်ဦးကနေပြီးတော့မှဆက်ပြီးတော့မှအဲဆက်ပြီးတော့မှရုပ်တိရုပ်ကန်းရှိအောင်သူကလုတ်ပြတာလုတ်ပြတာပေါ့เนาะအဲ့တော့ဆက်ပြီးတော့သူကအဲဇော်ဖုံးအင်းကိုလက်တွဲပြီးခေါ်သွားတယ်เนาะလက်တွဲပြီးခေါ်သွားတယ်တစင်ဦးအဲ့လိုပြောဆိုနေတဲ့အချိန်မှာဇော်ဖုံးအင်းက အဲသူ့ဘာသူသူမျက်နှာပြက်တာကဟိုသူတိရမလားငါငါအပြစ်တွေလွတ်မလွတ်ပါမလားအပြစ်တွေပိုကြီးလေးသွားပြီလားသူတွေးကောင်းတွေးနေမှာပေါ့နော်ဒါဆိုသူစိတ်ထဲမှာသူပဲတိနိုင်တယ်မင်းရင်လို့မတိနိုင်ဘူးအဲ့တော့သူမျက်စိပြက်တာဘာကြောင့်လဲဒီဒီဟာကြောင့်လဲဖြစ်ချင်မှဖြစ်မယ်ဒီဟာဒီကောင်းလေးဘက်မှန်လို့ရှိရင်အစိုးရတဲ့ကဘောမမအောင်နော်အစိုးရတဲ့ကဟိုလက်တုံးချောင်းထောင်ပြီးတော့ဒီဘက်တော်လိုင်းဘက်ကိုအချိန်မီကူးလာမှာလေဒီချိန်ကြီးမှမကူးလာလို့ရှိရင်တော့ဒါသူတို့ကတော့ဘောဘောမစစ်စစ်ကြီးတွေနော်သူတို့ကိုယ်တိုင်လည်းပြောတယ်ငါတို့ကဘောမစစ်စစ်ကြီးတွေဘောပဲမမှာဆိုတာမျိုးอ่ะဒါကိုသူတို့ဘာမှမျှော်လင့်လို့လည်းမပြအောင် ငေါမျောလေးလို့လည်းမရဘူးစောင်းစားနေလို့လည်းမရဘူးယုံကြည်ပေးလို့လည်းမရဘူးအဲ့တော့ဇော်ဘုံကြီးမျက်နှာပြက်တာဒီမကြည်မသားဒီဖြစ်တာဒီအဲ့ဒါဒီမင်းရင်လို့အဲ့ဒါဒီမလိုအပ်ဘူးနော်မလိုအပ်ဘူးဘာလို့ဆိုဘောမဘောမပဲသူကဒီမျက်လုံးမျက်နှာပြက်ပြက်မပြက်ပြက်ဘောမဘောမပဲအဲ့တော့ဇော်ဘုံကြီးလာတဲ့အကြောင်းရဲ့သစင်ဦးကသူ့ရဲ့အမှုအတွက်ဝန်းရံဖို့ဝန်းရံပေးဖို့အတွက်သူကသစင်ဦးကိုလာပြီးအကူအညီလာတောင်းတာသစင်ဦးကဒီလိုဒီလိုတွေလောက်ရမယ်ဆိုရဲဟာ ਉ နော်သူကလမ်းကြောင်းပြတဲ့ပုံစံမျိုးပေါ့ငါတို့ပြောတယ်လို့ပြောငါတို့သွားတဲ့နောက်ကိုလိုက်ငါတို့လုပ်တယ်လို့လုပ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲအဲ့တော့ဟို ဆိုရှယ်မီဒီယာပေါ်မှာဘလောက်ပဲသူ့ဘာသူအမောက်ထောင်ထောင်အမောက်ထောင်ထောင်ပေါ့နော်အချိန်တန်တော့လဲသူကဟိုဥကျိုးသွားတာပဲဒဇင်ဒဇင်ဥဆိုတဲ့ဒလန်မနဲ့တွေ့ပြီးဥကျိုးသွားတာပဲနော်အဲ့တော့ဒဇင်ဥတို့ကောင်မမျိုးတော်မှသူကဆရာမသွားတင်ပြီးတော့မှပြတင်ရှင်လိုမျိုးသွားပြီးတော့အကူအညီသွားတောင်းရတယ်ဆိုတဲ့အခါကျတော့ဒီကောင်ကြီးဘလောက်ဆောက်သုံးမကြလဲဆိုတော့အဲ့ဒါကိုစဉ်းစားကြည့်เนาะယောက်ျားကြီးဒီတန်မင်းနဲ့အဲ့တော့တိုင်းပြည်အတွက်အားကိုးဖို့တော့မစဉ်းစားနဲ့เนาะအဲ့တော့သူဟာကြံ့ရပါကြံ့ရပါတယ်မှာပါသွားတာစောပုံးကြီးကเนาะကြံ့ရပါတယ်မှာပါသွားတာ ဓာခုတ်ရအောင်သူကလက်ဝင်ရှိုးလိုက်တာပေါ့နော်။ကြံရပါတယ်မှာပါသွားတာတေပေါ်ညှိလိုက်တာ။ဒဇင်ဦးကတေပေါ်ညှိလိုက်တာဇော်ဘုံဟင်းဦးပါ။အဲ့တော့ကျော်စိုးဦးအလှဲ့ကျော်စိုးဦးကကျတော့သူကအားရကျင်းတဲ့ပုံစံမျိုးဒီဘုံကျဲတာကိုတိတယ်မှာမဖုံးမဖိနိုင်မဲနဲ့အဲတေကုံလဲအေးတာပဲဆိုတဲ့စကားသူပြောတယ်။နောက်ပြတော့မှာအဲတင်းမေးဒလန်လုတ်တာအောင်မြင်နေဆိုပြီးတော့မှထက်ကျဲပါဆိုပြီးတော့တော့သူကထက်ပြီးတော့မှနော်စော်အောသွားသေးတယ်နော်ကျော်စိုးဦးကအဲ့တော့ ဘာလို့လဲဆိုတော့သူတို့တွေ့လာပြီးလဲပြီးတော့သူတို့ကစကိုင်းဟိုဟာကိုသွားကြတယ်ဗာလဲဘောလုံးပွဲဆိုလာနော်သွားကြတယ်သွားပြီးတော့ဇော်ဖုံးကြီးလိုက်လှင်တာတွေ့တယ်နော်ဇော်ဖုံးကြီးလိုက်လှင်တာတွေ့တယ်နော်အဲ့တော့သူတို့အကြံစီအောင်မြင်နေဆိုတော့မစစကစအတိုင်းအတိုင်းအဝိုင်းနေတိအောင်နော်စကစအတိုင်းဝိုင်းနေတိအောင်မဲ့သူတို့ကလုတ်ပြတာနော်သူတို့အပြစ်လွတ်အောင်သူတို့လုတ်ပြတာမင်းတို့ဒီဘက်တော်လိုင်းကြီးဘက်ကတော်လိုင်းကြီးဘက်ကတော်လိုင်းကြီးမိသားစုကြီးတော်လိုင်းကြီးအဲမိသားစုဝင်ဒီမျိုးကလေးငယ်တွေကိုတို့တို့နော်ချနှင်းသွားတာနော်ချနှင်းသွားတာဘလောက်ရက်ဆက်ရုံမှလဲဆိုတာတို့ဘလောက်အတအတကြီးလဲဆိုတာအဲ့ဒါကိုပဲကြည့်နော် ဲ့တော့ဒီဆက်ကဆအတိုင်းဝိုင်းသိအောင်အောင်မွဲခံဖို့အတွက်ခကြီးစက်တာတွေသူကဆက်ပြီးတော့လုပ်ပြရတယ်နော်အဲ့တော့ပြီးတော့မှဆက်ကဆသတင်းလိမ်ပြန်ကြားရေးရနေပြီးတော့မှထုတ်ပြန်တယ်သူတို့ရဲ့အခြေအနေကိုစောင့်စောင့်ကြည့်ပြီးတော့မှသတင်းလိမ်ပြန်ကြားရေးရနေပြီးတော့မှထုတ်ထုတ်ထုတ်ပြီးတော့ကြေညာတယ်နော်အဲ့တော့သူတို့ဟာနော်သူတို့ရဲ့ဒီစစ်ခွေးတွေအတိုင်းဝိုင်းထဲမှာဒဇင်ဦးလို့ဇော်ဘုံရင်တို့ဒီကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ဘယ်လောက်ထိအရေးပါလဲဆိုတာကြည့်အဲ့ကောင်တွေကိုအဲ့ကောင်တွေကိုလုံနိုင်လို့ရှိရင်ပြီးပြီနော်အဲ့တော့ ဘုံကျဲတဲ့စကားစာအရင်မလိမ်မဲမထုတ်ပြန်မဲနဲ့အဲ့ဒီ၃ဦးနော်တစဉ်ဦးဇော်ဖုံးဝင်းကျော်စိုးဦးတို့ကနေပြီးတော့မှအရင်ထုတ်ပြန်လာအရင်စကားလမ်းကြောင်းပေးလိုက်တာစကားလမ်းကြောင်းပြီးတော့ဘာဖြစ်လဲသူတို့ဒလန်ဆိုတာကိုထင်တာမြင်တာအောင်ချပြသွားတာချပြသွားတယ်ဆိုတာကိုဒီဘက်ကလူတွေကသူတို့ကိုတန်းခတ်မှာအပြစ်ပေးမှာကိုသူတို့ကဟိုစိုးရိမ်ပြီးတော့လုတာမဟုတ်ဘူးစကားစားဘက်ကသူတို့ကိုချီးမြှောက်လာအောင်ယုံကြည်မှုတွေအားကောင်းလာအောင်သူတို့ကနော်လုတ်ပြနေတာပြောနေတာအဲအကြောင်းမလို့ပြည်တွင်းထဲကလူတွေကိုလည်းမှိုင်းတိုက်တာလည်းပါတယ် ဲ့ဒါကြောင့်ပြောတာအဲ့ဥစ္စာကိုမ share ပါနဲ့ဆိုတော့ဒါတော်သေးတယ်အချိန်မီတားမြစ်တားလိုက်နိုင်လို့တော်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 တိတ်တော့မပြန့်နှံ့တော့အောင်ပေါ့နော်အဲ့တော့ပြီးတော့ဆယ်တန်းဖြည့်တဲ့ဆံမြူကိုကြောင်းထဲကိုတွားပြီးတော့မှနော်သူတို့အပြစ်ကိုဖုံးကွယ်ဖို့အတွက်ကိုသူတို့လုပ်ကြတယ်နောက်ပြီးတော့စကိုင်းမုံရတွားပြတာပြီးနောက်ပြီးတော့စကားဆာကိုသူတို့ဘလောက်အလုံးလုံးပြနိုင်ကြောင်းအောင်ဝဲခံလာတယ်ဆိုတဲ့ဟာကိုနော်အောင်ဝဲခံလာတယ်အောင်ဝဲခံနေတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကစကားဆာကြီးစကားဆာကြီးထင်တာမြင်တာရှိအောင်လုပ်ပြတာလုပ်ပြနေတာဟို မန်ယူတို့ဘက်ကတော့ဟိုမန်ယူတို့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဟိုသူတို့မန်ယူတို့ဘက်ကိုမချိမဲ့မြင်လောက်တယ်စွပေးနေတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးနင်းဖြစ်တာပါအဲ့တော့တစ်ချက်ခုနဲ့ချက်ပြတ်ပေါ့နော်ဒီကောင်မကတော့ပေါ်သေးသေးတော့မဟုတ်ဘူးတစင်ဦးကအဲ့တော့တစင်ဦးကျော်စိုးဦးနော်ဇော်ဘုန်းကြီးတို့ဒီပေးရင်အိုးထင်းရွာစာတင်ချောင်းစကားဆာမဘုံကျဲရံအတူပူပေါင်းဒလန်လောက်တာနော်ဒီအချင်းချုပ်လေးပေါ်ပြယုံနဲ့နော်အချင်းချုပ်လေးပေါ်ပြယုံနဲ့အချင်းချုပ်လေးဟိုနင်းဖြစ်ယုံနဲ့ဒစင်ဦးကျော်စိုးဦးဇော်ဘုန်းဟိန်းတို့ဟာ စည်ရေးပြင့်မှတ်နော်စည်ရေးပြင့်မှတ်တွေလို့သတ်မှတ်စေခြင်းနဲ့နော်လုံးဝလုံးဝတွေ့ဖယ်လို့မရဘူးဒါမရင်လို့စည်ရေးအရာသူတို့ကိုပြင့်မှတ်ထားတဲ့ရင်ထားရမယ်ထားတဲ့ရင်ထားရမှာမို့ထားဖို့ထားရမယ်ထားဖို့ထားရမယ်ဘယ်လောက်ထိရုပ်မှာလဲဆိုတော့ဒီသစဉ်ဦးဟာနော်အခုဆိုလို့ရှိရင်ဒီလိုဘုံကျဲတာဘုံကျဲအောင်လို့တောင်မှ तू ကဒီနေမြေတွေကိုစင်းပြီးတော့မှတည်င်းอยู่တည်င်းပေးလောက်တာမျိုးတွေ အဆင့်ထိတောင်သူကလှုပ်လာနေပြီဆိုတဲ့အခါကျတော့ဒါကသူကစားကစားတည်တဲ့ကောင်မှပိုရုပ်မာတဲ့အမျိုးသမီးလို့ပြောရမယ်နော်ပြောရမယ်အဲ့တော့မင်းရင်တို့တော်လန်ရဲ့ပြစ်မှတ်ပြစ်မှတ်ကဒဇင်ဦးကထိတ်ဆုံးမှပါသွားပြီနော်ကြော်ဘုံဟင်းကြော်ဆိုးဦးအဲ့အလုံးလဲတိမာပါတချို့လဲတချို့တိမယ်တချို့လဲတိချင်မှလဲတိမာပေါ့နော်စာဖတ်တဲ့လူတွေကတော့တိမာပါမင်းရင်လဲတင်ထားပေးပါတယ် ဲ့လေတက်ပူရဲ့အဖေအဖေကိုမျိုးတဲ့အထီးတဲ့ဝင်ဖမ်းလိုက်ပြီးတော့မှဘယ်နေရာလဲမမေ့နဲ့အတုပ်လက်ဆိုတာရှိတယ်ငါတို့အလှည့်လာပြီးဆိုတဲ့ဒီဥစ္စာကိုရေးပြီးတော့တင်လာတော်လန်ရေးအတွက်မင်းရင်တို့တော်လန်ရေးတွေဘာမြန်နစ်နာသွားတာရှိတယ်မင်းရင်တို့ကတော့တော်လန်ရေးအတွက်နစ်နာမဲ့ထိခိုက်မဲ့ဟာမျိုးမင်းရင်တို့လိုလူမျိုးကလုံးပါမလားဒါတက်တက်လားစိုက်ဝါလာထဲစိုက်ဝါလာထဲတယ်ဆိုတာတချို့လူတွေအထင်အမြင်လွဲမအောင်အဲ့ဒါဘယ်သူကလိုက်ပေးထားလဲဆိုတော့ဘယ်သူကလိုက်ပေးထားလဲဆိုတော့သူတို့ဘက်ကဘောမှကြည်လိုက်အောင် လိုက်ပေးထားတယ်ဒါပေမဲ့အမလီအမေစုပုံကတင်ထားသေးတယ်တော်လိုင်းရေး post ခုမှမတင်ထားပါဘူးတော်လိုင်း post မတင်ထားပါဘူးเนาะအဲ့ဒီသူ့ရဲ့ comment ကိုလာပြီးလိုက်ပြီးလိုက်ပေးထားတာနောက်ပြီးတော့စိုးသူလက်တဲ့ဟုတ်ပါအာဝါဒါတွေအာဝါဒါတွေမကြည့်အောင် လုံးဝတော်လိုင်းရေးဘက်ကမဟုတ်ပါဘူးအဲ့ကောင်ကိုဘယ်လိုမလဲဟုတ်ပါအေးမင်းနဲ့သူ့ကိုရေးလိုက်အောင်မင်းသူ့ကိုရေးလိုက်အောင်မင်းကစ်ပြီးတော့မှသူ့ကိုဘယ်လိုမလဲဘောမှလို့ရေးလိုက်ဘောမှကြီးလို့ရင်တော့ဆိုမဲ့ရင်လေးတက်အဲ့လွန်ခဲ့တဲ့10နှစ်ကျော်သွားဆိုအဲ့ Facebook ဒီတုံးတော့အဲ့လိုပေါ့နော်ကွန်အဲ့လို comment တွေလာမဲ့နေဘောမှလို့ရေးလိုက်ဘောမှကြီးဘောမှကောင်ကြီးလို့ 我嘛讲几把啦，库马的地哦，库马地啥几米，库马。牛，都帮你修他俩，这样子还用呢。No profile, you type, huh? အာဘလော့တော့မယ်ဟိုနေ့ဖြစ်တော့မယ်ဆိုနင်တို့ profile ကိုငါရှုတယ်ရှုပြီးမှငါဘလော့လိုအပ်မယ်ရပါကွယ်သူရဲ့ profile နဲ့ဝင်ကြည့်ပြီးပါပြီသူရဲ့ friends တွေကအကုန်လုံးအာဝါသားတွေပဲဘာတော်လန်ရေးနဲ့ပတ်သက်ဆက်နွယ်မှုတယောက်မှမရှိဘူးเนาะတော်လန်ကတန်လေးပါတဲ့ဟုတ်တဲတဲ့ဇော်ဘုံဟင်းကအော်မောင်လေး cobra မင်္ဂလာပါနော် ဇော်ဖုံးဟင်းကတဲ့ကျော်စိုးဦးဒဇင်ဦးလင်မယား၃ဦးတဲ့တည်င်းပေးလို့တဲ့ဘုံကြခံရတာလို့အပြစ်မဲ့ပြည်သူတွေတေးရတာထောင်ထဲချီပဲမင်းမင်းဆန်ဆန်သူတို့လုံနိုင်အောင်ကောင်းတယ်ဒီလားနောက်ထပ်ဒီကောင်မကြီးကစိတ်ချစိတ်ချရအောင်ဒီကောင်မကြီးတော်တော်ကွာတော်တော်ရုပ်မာတာပဲကွာသူတို့ကသမီးလေးနတ်မှန်နေတာကိုပြေတယ်မှာသမီးလေးနတ်မှန်နေရတာကြီးလန့်စားစားနေရတာသူတို့ကဘဝလိုချင်နေဟဲ့ဘဝဘဝအစ်စ်မှန်နေရငါတို့ပြပောက်လာနေကြည့်လိုက်ပြေလားနင်တို့ဟိုလေခဏလောက်ခဏလောက်ပေး င်းနေခြင်းနဲ့သိလားမလေးရှားလူနိုင်ငံမျိုးစင်ကာပူလူနိုင်ငံမျိုးမှာခဏတလပဲလာနေတလပဲလာနေလိုက်ဒီလိုပြောင်းခြင်းစိတ်တွေပြောက်သွားတယ်အော်ငါတို့နိုင်ငံကြီးကဒီလိုကြီးပါလားဆိုအပေါ်ကြီးကကြည်နေရသလိုပဲအဲဟိုဗာလဲဟိုတုတ်တုတ်တန်တစားကြင်လို့ပဲအခုဆိုပုံဆိုးတာပေါ့နော်မိဟိုမိတွေရှို့မိတွေပုံချို့ငလျင်ငလျင်နေငလျင်လှုပ်လို့ပြိုပြက်စီးနော်ဖျားပြိုចောင်းပြိုအိမ်နေပြိုဟိုဟိုဘက်ဟိုရွာဘက်တွေတောဘက်တွေကြည်ပြီးအကြည့်နေလိုက်ပါဖြစ်လဲမိမိတွေပုံချို့ထားဘုံတွေကျဲထားကျဲထားတာဒီဟိုလွန်ခဲ့တဲ့၁၀နှစ် ဆယ်နှစ်ကျော်ကလေးကမန်းရင်တို့ဒီပားနေပြီကိုယ့်နိုင်ငံကိုပြန်ပြီးဆိုလို့ရှိရင်မြန်မာပြည်ရဲ့အဆက်ထဲကိုဝင်ပြီးဆိုတာနဲ့အပေါ်ကနေကြည့်မယ်။ဟေးငါတို့နိုင်ငံကအဲ့လိုကြီးပါလားအဲ့လိုကြီးပါလားဆိုကြည့်ပြောလိစိတ်တွေမကောင်းအောင်ကြည့်လားအဲ့မှလေအာအဲ့မှလေအဲ့မှသဘောပေါက်လားကြည့်လေရွှေမြန်မာရွှေမြန်မာအမလေးရွှေမြန်မာအမလေးပါဇက်တရားအာရီရရတာလို့အဲ့ဒါပါဖြစ်လို့အဲ့လိုရွှေမြန်ငါတို့ရွှေမြန်မာတွေ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 လို့ပြောတယ်ဆိုတာလေနော်နွားချီရွက်ထေကဖားတငယ်လေးတွေပဲပြောတာနွားချီရွက်ကြီး ဟိုနားနွားချေရဘွက်ထဲကဟိုရေရေအိုင်လေးကိုသူတို့ကပင်လယ်ကြီးထင်ပင်လယ်ကြီးထင်ပြီးတော့မှတခါလေလက်ပြကူးနေကြပင်လယ်ကြီးထင်ပြီးတော့တခါလေအဲ့မှာတခါလေဟိုဥမျိုးနေကြနော်ဥမျိုးနေကြပြပရောက်သွားတဲ့သူတွေကကိုနိုင်ငံဟိုဟိုမင်းရင်လို့ဆိုအထင်မကြီးတာတော့မဟုတ်ကိုနိုင်ငံပဲကိုကိုနိုင်ငံအထင်ကြီးတယ်ဒါပေမဲ့မလုတ်တတ်မတကင်တတ်တဲ့သူတွေရဲ့လက်ထဲမှာ တန်ဖိုးမထတတ်တဲ့သူတွေရဲ့လက်ထဲမှာငါတို့နိုင်ငံကြီးကဂျုံဂျုံကြရတယ်ငါတို့နိုင်ငံကြီးကစုပ်ပြက်သွားရတယ်ငါတို့နိုင်ငံကြီးကမစင်ဟိုပြည်သူတွေမစင်ရဲတင်မယ်နဲ့စင်ရဲရတယ်ဆိုတာဂျင်းထုမနာပြက်ယူကျုံမရပြက်ယူကျုံမရပြက်တယ်ဒါဟိုမမ်းရင်တော့ခံပြင်းတာခံပြင်းတယ်ကိုရီနေနေရတယ်လို့မျိုးနေစေခြင်းနဲ့ခံစားစေခြင်းနဲ့ကလေးတွေလည်းနော်ပညာကြီးပြေးွားတဲ့ပညာကြီးတင်စေခြင်းနဲ့ညာကြီးညာတွေကြီးပြေးွားစေခြင်းနဲ့ ဒီလူအခွင့်အရေးတွေကိုသူတို့ကမခံစားဘူးတော့သူတို့မသိဘူးမသိတဲ့အခါကျတော့လက်ကလောရရှိထားတာယူသူတို့ကဓာတ်ရုပ်ဘဝလို့ထင်နေကြဟာသူတို့ဘဝကြီးပြည့်ပြည့်စုံနေပြီသူတို့အဲ့လိုထင်နေကြအခြေခံလိုအပ်ချက်ရေတို့မီးတို့ရေတွေမီးတွေတောင်ပြေဝအောင်မပေးနိုင်တိုင်းပြည်ဘလို့တိုးတက်လူဘဝမြင့်မားဖို့အတွက်အခြေခံပညာရေးအခြေခံပညာရေးကိုလေနော်ဖူလို့ အောင်တင် जा မပေးနဲ့အခုကျောင်းလေး6လပိုင်းဆိုကျောင်းလေးပြန်ဖွင့်မိကျောင်းလေးပြန်ဖွင့်မိတာပြောတယ်ဗမာလဲသူတို့စာတင်ဖို့ကျောင်းလေးစာတင်ဖို့ကျောင်းလေးဗမာလဲငလင်လှုပ်လို့ငလင်လှုပ်လို့ကျောင်းလေးလည်းပြို့ပြီးပြီနော်အေပယ်လာကနေအေပယ်လာအဘယ်နေရနေကနေပြီးတော့မှဒီပြို့သွားတဲ့ကျောင်းဆောင်လေးကိုအစ်အစ်ပြန်ပြီးတော့မှမောမန်ရမယ်တိဆောက်ရမယ်ဟိုပြန်လဲဟိုနေ့လောက်ရမယ်ပြုတ်ပြင်မိုးမှန်ရမယ်ဆိုပြီးတော့မှဒီနေ့ဒီဘာလှုပ်ဆောင်ချက်မှလည်းမပြမပြထားအောင်ရှိလည်းမရှိဘူးအဲ့တော့ အဲ့သူတို့သူတို့စီရကလေးတွေကဘယ်ကြောင်းကိုတွားတက်ကြအောင်ဘိုးဘက်ကကလေးတွေလည်းပညာကောင်းကောင်းမသိရဘူးသူတို့ဘက်ကကလေးတွေလည်းပညာတတ်လားဆိုတော့မတတ်ဘူးအဲ့တော့ဒီနေ့ဆိုရင်မင်းမင်းရဲ့နော်သူမတရားကိုမင်းပြောကောင်းကောင်းပြောပြလိုက်တယ်မဟုတ်ဘူးတောင်းတော့လားမင်းဟိုဒီတော်လိုင်းအေးမှလားမင်းရဲ့ထဲ့တာနော်ပို့ပေးတာနော်အဲ့တူလေးသူမတွေမဟုတ်ဘူးလားတောင်းတော့ဆဲလွတ်တာဆဲလွတ်တာဆဲလွတ်တာတော့မဟုတ်ဘူးနော်သူတို့ ဟိုဆုံးမလွတ်တာပေါ့နော်ဆုံးမလွတ်တာဒါကိုတို့ကအဲ့လိုမျိုးဆုံးမလွတ်ရင်တို့ကမကြိုက်ဘူးအဲ့တို့ကစူလေတို့ကအဲ့လိုမျိုးထင်တယ်တို့သူ့စီကနေဘာဘာစကားကြားရလဲဆိုတဲ့ခါကျတော့အင်းနဲ့68ခုနေတော့ကလေတဲ့ဒီလိုပဲတဲ့တို့တွေပဲတဲ့အဲ့လိုပဲအာနာတိန်ပြီးတော့တဲ့ဟိုနှိရှေတို့အုတ်ထုတ်သွားတာပဲတဲ့အခုလဲဒီလိုပဲဒီလိုပဲဖြစ်လာမယ်ပဲတဲ့တမီးတို့ကထင်ထားတာလေတဲ့ထင်ထားတော့တဲ့တမီးတို့ဟိုဘာတတ်နိုင်ပါလဲတဲ့ပြောလိုက်တယ်ပြောတယ်အဲ့လိုပြောတယ် ဲ့တော့ပြောပြလိုက်တယ်ညီတို့လူအခွင့်အရေးညီတို့ဆုံးရှုံးတယ်ညီတို့တည်လားလို့ပြောလိုက်တယ်အခုညီတို့လက်ထက်မှာတော့မှညီတို့ဒီလောက်နော်အစိမ်မပြေခက်ခဲနဲ့နဲ့နေအခုညီးမွေးထားတဲ့သားသမီးတွေနော်သားတွေသမီးတွေကြီးလာမယ်သူတို့ဖြတ်တန်းရမယ်အနာကက်ဘလို့သွားရက်တည်မလဲကဲနေ့သမီးကိုရွယ်ရောက်လာရင်ဒီအိမ်အောင်ပြုတ်အိမ်အောင်ပြုတ်မယ်ကဲသားကလည်းအိမ်အောင်ပြုတ်မယ်ဒါပေမဲ့အပြည်တွင်းထဲမှာကြံနေကြံနေခဲ့တဲ့သူတွေကလေလို့နော်အရက်သမားစေးသမား ဘိန်းသမားတခိုးကြဖို့စံကုန်မြေလေးတွေအဲ့စံကုန်မြေလေးတွေပဲညီသားသမီးတွေညီအိမ်တော်ဘက်ရမှာလို့ပြောလိုက်တယ်အေးတခိုးရှိတယ်ကောင်းမွန်တဲ့အနာဂတ်ကိုလိုချင်ရင်တော့ဒီအာနာရှင်နော်ဒီအာနာရှင်စနစ်ဆိုညီတို့တို့တော်လန်လို့တော်လန်မှာလို့ပြိပလူတွေလုံးလုံးနဲ့မလုံလောက်ဘူးလို့ပြည်တွင်းကလည်းခုနှစ်ပြည့်လို့နောက်ဆုံး ကဲမလုံနိုင်ဘူးငါပြောတယ်လို့ညီမလုံနိုင်ဘူးထားလိုက်အောင်ရတယ်အေးဒီစစ်ကောင်စီဘက်ကနေအင်တာဗျူးတွေတက်လာတဲ့ဇလန်းတွဲတွေနော်ဒီမင်းသားတွေဖြောပြနေတာတွေညီတို့အဲ့ဒါကြတော့ဖုံးပေအကုန်ခံပြီးတော့အဲ့ဒါတွေညီတို့တွေဟီဟီဟာဟာနဲ့ဖိုင်ပြီးတော့မှတခါလေးတာယာနေကြတယ်လို့ကျုပ်တို့တွေလုတ်ပေးရတယ်တန်တော်မတန်ဘူးရေလို့အခုညီကျုပ်စီကမဘိုးလာတော့တဲ့အချိန်လုံးကျုပ်စီကရမယ်ထင်နေလားလို့ပြောလိုက်တယ်ကျုပ်ကရောမသိသေးတော့ဘူးလားလို့တနေ့ကျုပ်ကလည်းပြောက်ွယ်သွားမှာလို့ အဲ့ခါကျရင်ညီတို့ဘလို့အားကိုဘဲဟုတ်ဘသူ့ကိုအတော့အားကိုမလဲလို့အေးအားကိုကြတော့ဟုတ်ကျတို့ဒီနိုင်ငံဒီနိုင်ငံဒီမှာကအစိုးရဆိုတာအားကိုလို့ရအခုညီတို့နိုင်ငံမှာလို့ဘသူ့ကိုတော့အားကိုမလဲလို့ဒီကလေးတွေမိဘမရှိတော့ဘူးဆိုလို့ရှိရင်ဘဲအစိုးရကိုတော့အားကိုမလဲလို့ဘသူ့ကိုတော့အားကိုမလဲလို့အဲ့ဒါဘဝပြတ်ဖို့ပဲရှိတယ်လို့အဲ့တော့အနာဂတ်ကဘလို့မှမလှပနိုင်ဘူးလို့ဒါကိုညီတို့တွေဒီစစ်ကောင်စီကိုတော်လန်ရကောင်မညီတို့မသိဘူးလို့ဟုတ်ငင်းချဲမင်္ဂလာပါရှင်နော်အဲ့ ပြောပလိုက်တယ်ပြောပလိုက်တယ်နော်အလုတ်ကြတော့လေအလုတ်ကြတော့လေသူတို့တွေကနော်သူတို့ ਨੇ ပတ်သက်ရပတ်သက်ချောင်းဆက်နွယ်ရဆက်နွယ်ချောင်းနေပဲရတာမျိုးရတော့လေအလုတ်ရတော့လေနှက်မှန်ယုံလေးပဲရနှက်မှန်ယုံလေးပဲရဘလောက်ရှင်နာစရာကောင်းလဲဘဝကြီးဘလောက်ရှင်နာစရာကောင်းလဲ မင်းနဲ့ကဲတဲ့နဲ့သူကိုကဲပေးတယ်ဒါပေမဲ့အလုံးစုံတော့အလုံးစုံအကုန်လုံးတော့မကဲနိုင်ဘူးမကဲမကဲနိုင်ဘူးပေါ့နော်မကဲနိုင်တော့ကိုပြောနိုင်လားတိနိုင်တိတိတာလေးတွေသူတို့မျှဝေရပြောပြရတယ်ဒါပေမဲ့သူတို့ကအတိအယာမပွင့်လင်းလာဘူးမပွင့်လင်းလာတဲ့ခါကျတော့ကိုကဘာတွေပြောပြပြီးဘာတွေလုပ်ပေးရမှန်းတော့မသိဘူးအဲ့တော့ညီတို့တိုင်းနဲ့ညီတို့ကံပဲညီတို့ငါတို့ကတော့ငါတို့တက်နိုင်တယ်လို့တော့ငါတို့စူးစမ်းပေးနေမှာပဲလုပ်ပေးနေမှာပဲဒါပေမဲ့အဲ့တော့ညီတို့ကဒီဘဝကိုတာယာနေတော့လေငါတို့မတက်နိုင်ဘူးလို့နော်တိုးတက်အောင်လုပ်ရမယ်ညီတို့မှအတိမရှိဘူးဆိုတော့လေတက်နိုင်ဘူးလို့ပြောလိုက်တယ် တတ်နိုင်ဘူးလို့ညီတို့တိုင်းနဲ့ညီတို့ကံမဲ့ရေလို့ညီတို့သားသမီးအတွက်တော့မှညီတို့မပူတာငါကငါကပူပေးနေတာငါငါငါအရန်လွန်သွားပြီလို့အဲ့တော့ငါလည်းငါမပူတော့ဘူးလို့ငါခုဒီတော်နိုင်ရေကိုငါအားဆိုင်လုပ်မယ်နော်ဦးနေဖြစ်မယ်ဒီအာနာရှင်ပြုတ်ကြပြုတ်ကြသွားရင်အားလုံးကောင်းမယ်အဲ့တော့တယောက်ချင်းတယောက်ချင်းလည်းငါလိုက်မပြောနိုင်တော့ဘူးလို့ပြောလိုက်တယ်အဲ့ဒီနော်အဲ့ဒီမိုင်းတို့ပြည်တွင်းထဲမှာပြည်တွင်းထဲမှာတချို့ပေါ့နော်အဲ့တချို့ထဲမှာမိုင်းရင်သူတွေတူမတွေလည်းပါတယ်အန်တီမဟုတ်ဘူး မဟုတ်ဘူးဟာအချိန်တိုင်းလက်ဝါးလေးလာလာဖြင့်အဲ့လိုမျိုးဒီလိုကိုကကိုကိုကိုမစင်းစားတော့ဘူးလားလို့ပြောလိုက်တယ်ကဲပါပဲတကယ်တကယ်ရှင်လေးတဲ့ဒီကရင်လေးတာတကယ်ပဲအဲ့ကြောင့်မန်းရင်လေးရင်လေးရင်လေးရင်ဆိုတာအဲ့ဒါပြောတာဒီတော်လိုင်းမှာရင်လေးရင်ရင်လေးရင်အမလီတော်လိုင်းအတွက်ရင်လေးလုံးလို့ရင်လေးလုံးလုံးလုံးလို့ ဒီတော့လုံးနေမှာတော့ဒီတော့လိုင်းမှာမင်းပြပြเนาะကိုဒီကဒီလိုလုတ်တယ်เนาะလုတ်တဲ့သူကလုတ်တယ်အသက်ကြီးဆွန်းတဲ့လူကဆွန်းနေဟိုရင်းတဲ့သူကရင်းအကုန်လုတ်ကြတယ်เนาะလုတ်ကြတယ်အခုချိန်မှာမင်းရင်တို့ဒီတော်လိုင်းကြီးမြေပြင်ဒီမှာအကုန်လုံးကဒီစစ်စင်ကြီးတွေညာလीစစ်စင်ကြီးတာခက်စိတ်စိတ်တွေဖြစ်လာနေမြေအနှံ့ပေါ့เนาะအနှံ့အခုခုနလိုင်းအစမှာလည်းမင်းရင်ပြောပြီးပြီเนาะ IAO တွေနဲ့เนาะ MOD တွေဘာလဲဟိုဘာလဲ NGO MOD တွေနဲ့เนาะလက်ချင်းရှက်ပြီးတော့တွားနေပါတယ်လက်ချင်းရှက်ပြီးတော့တွားနေပါတယ် เนาะအဓိကတကယ်လှုပ်ဆောင်မှုအမတန်တော်တဲ့เนาะ EAO တွေနဲ့လည်းလက်ချင်းရှက်နေပါတယ်အတောင်ပိုင်းမှာလည်းတွေ့ရတယ်เนาะရခိုင်ဆိုလို့ရှိရင်လည်း AR AR ကိုတက်လာတယ်เนาะ AR ကနေပြီးတော့စကိုင်းဘာညာ KIA RD ဟာတွေနောက်ပြီးတော့ကရင်နီရတယ်ကရင်နီဟို KNDF တွေတိတယ်မ KNDF တို့နောက်ပြီးတော့ချင်းနေဒါတွေက NUG နဲ့လက်ချင်းရှက်ပြီးတွားနေတဲ့အဖွဲ့အဲ့ဒါကိုတချို့ကမသိဘဲနဲ့ အမသိပဲနဲ့ဗါလဲ EAO တွေဒီအချိန်မှာဤဗါလဲဟိုဗါ NUG က EAO တွေကိုစီယုံတင်ပြီစီယုံရေးစင်းတင်ပြီကိုဘက်ပါလာအောင်မလုပ်နိုင်ရင်ဘလို့ရှေ့ဆက်မလဲဒီဒီတိုင်းဆိုရင်အောင်မြင်မှမလားဆိုတော့မှအဲ့အဲ့ဒီဆယ်လီအကြီးကြီးတွေနော် follower ကြီးတွေတိန်းနဲ့တိန်းနဲ့ခြီတဲ့ဒူတွေကဝေဖန်နေတာဝေဖန်လေးကန်နေတာသိလားမဲရင်တို့ကပို့ပြီးပြောချင်တာဗောလူငယ်လေးတို့တို့ထက်ဆိုင်မဲတို့တို့ထက်ငယ်တဲ့အတွက်ကြောင့်လူငယ်ပေါ့နော်ပို့ပြောချင်တာဗော ကိုကစိတ်ဆက်တယ်လေစိတ်ဆက်တယ်ဆိုပိုးပြီးပြောချင်တာပေါ့ပြောချင်တာပေါ့ပိုးပြီးဝေဖန်ချင်တာပေါ့ဒါပေမဲ့ကိုတိထားတဲ့အကြောင်းအရာလေးတွေဩဩဒီအကြောင်းအရာဒီလိုပါလားဩဒါတချို့ကမသိပဲနဲ့ဝေဖန်တိုက်ခိုက်နေကြတာပေါ့ဟာလားဒါပေမဲ့တို့ကိုတိအောင်လေသွားလုပ်ပြီးလို့မရသွားပြောလို့လေသွားပြောပြလို့လေမရတဲ့အနေအထားအခြေအနေအဲ့တော့ခက်တာပေါ့နော်ခက်တာပေါ့အဲ့တော့မသိတော့ဝေဖန်ဝေဖန်ပြီးဝေဖန်ရင်းမယ်ဖြစ်နေတာဖြစ် နေတဲ့မိုင်းလိုတော်လိုင်းရဖြစ်နေတဲ့အနေထားအဲ့တော့ဝေးပန်ကြိုက်တယ်လို့ဝေးပန်ဝေးပန်သူ့ဘာသူအမောဖောက်ပြီးတော့နော်ညင်သွားလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့ဝေးပန်ဒါမဲ့အခုကမိုင်းရနော်အရေးအမြုပ်ကလေးကိုလာပြောပြရတယ်နော်စိတ်ကမကြပါနဲ့နော်ဒီလိုမျိုးလေကန်နေတဲ့နော်ဝေးပန်လေကန်သူတို့ပြောတဲ့အန်ယူဂျီကလေလိုင်းပေါ်ကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အမှန်တော့သူတို့ကသူတို့ကလေလိုင်းပေါ်က